အကောင့်ထယ်ဖို့တဲ့နေရာအားနေတာတော့မှန်ပါတယ်။အဲ့ဒီလိုအားနေတဲ့အတွက် NCA ပြက်ပြဲပြီးမရှိတော့ဘူးဆိုတော့မှားပါလား။ NCA ကနှစ်ရှည်လာများဆွေးနွေးထားတဲ့ဟာဖြစ်တယ်။နောက် NCA မှာပါဝင်လက်မှတ်ရေးထိုးတဲ့လူတွေအားလုံးကတက်ဆိုင်ရာမန်ဒိတ်လို့ခေါ်တာပေါ့နော်။လောက်ပိုင်ခွင့်အနာအပြည့်နဲ့ထိုးထားတာဖြစ်တယ်။ဒီအပြင်နိုင်ငံတကာတက်တဲ့တရားလဲ6နေရာလောက်ထိုးထားတယ်ဒီအပြင်စီစာချုပ်ကို ဥပဒေပြုပိုင်권ရှိတဲ့လွှတ်တော်ကအတည်ပြုပေးသားဖြစ်တယ်။ဒါကြောင့်စာချုပ်ကဥပဒေတည်ပြုလိုက်ရင်စာချုပ်ကဥပဒေစာတမ်းဖြစ်သွားတာ document ပေါ့ legal document ဖြစ်သွားတာအဲ legal document ဖြစ်တဲ့အတွက်ပြက်ပြဲဖို့အကြောင်းမရှိဘူးเนาะသူပြုတ်သိမ်းဖို့အကြောင်းမရှိဘူးဘလို့မှသူခိုင်မာတဲ့ဥပဒေစာတမ်းဖြစ်ပါတယ်ဒါကြောင့် NCA ကိုခြေစုံကံလို့သွားတဲ့အဖွဲ့အစည်းတချို့ကတော့သူတို့သွားတာကို သူတို့သွားတဲ့အမားကိုဖုံးကွယ်ဖို့အစီမရှိတော့ဘူးဆိုပြီးတော့တက်တက်လွှဲချတဲ့သဘောပါဒါကြောင့်အဲ့ဒီဟာတွေကမထိရောက်ပါဘူးဟုတ်ကဲ့ SCA ရှိရတဲ့ SCA ဒီပွင့်ကိုပြည်သူတွေကမခံစားရဘူးပြည်သူပြည်သူဥပဒေပက္ခတွေကြားမှာပြည်သူတွေဒုက္ခရောက်နေတဲ့အပေါ် SCA လမ်းကြောင်းကဘာလုပ်မေးလဲ SCA လမ်းကြောင်းကိုပုံမှန်ပြောင်းရအောင်လို့လုပ်ရမယ် SCA မှာလက်မှတ်တိုးတဲ့လူတွေက SCA ပြဋ္ဌာန်းချက်ကိုအတိအကျလိုက်နာအောင်လုပ်ရင်ပြည်သူတွေခံစားရပါ အစီထိုးပြီးနားနဲ့မှကြည့်ပါကရင်ပြည်နယ်ရှမ်းပြည်နယ်အားလုံးညင်ပါတယ်သို့တော့နောက်ပိုင်း2021နိုင်ငံရေးအပြောင်းလဲကြောင့်ဖြစ်ပေါ်လာတဲ့ပြိပခတွေက NCA ကလက်လမ်းမမီတဲ့ကိစ္စတွေပေါ့ beyond NCA capacity ပေါ့လက်လမ်းမမီတဲ့ကိစ္စတွေပေါ်လာတဲ့အခါကျတော့ NCA က cover မလုပ်ပေးနိုင်တော့အဲနောက်ပိုင်းပေါ်တဲ့ပြိပခတွေကကာဘာမလုပ်နိုင်တဲ့အခါကျအခုချိန်ထိဖြစ်ရှိန်ကပြင့်နေတာပေါ့ဒါပေမဲ့ NCA ရဲ့ပါခဲ့တဲ့လူတွေကတော့ NC မူကလူတို့အတွက်အကျိုးရှိတယ်ဆိုတော့ကျွန်တော်တို့ခုနှစ်ဖွဲ့ရတော့ကြည်ကြည်လေးလေးနဲ့ဆက်လက်ရတည်နေတော့မှာပဲ NC ပေါ်မှာဟုတ်ကဲ့အခု NC ကနေစန့်ကျင်ပြီးသွားတဲ့အဖွဲ့ကြီးရဲ့မထူအပ်သေးတဲ့အဖွဲ့ကြီးရဲ့ဟိုတော့ဘာများမြစ်တာရက်ခန့်နေတာရှိဟုတ်မတူဘူး NC ထိုးပြီးတော့မှဖောက်သွားတဲ့အဖွဲ့ကပုံမှန်တစ်မျိုးမထိုးအပ်သေးတဲ့အဖွဲ့ကသူမထိုးသေးတာပဲရှိတယ်မဖြတ်ဘူးအဲ့ဒါကွာတယ်ဟိုမှာဝါမုံလား အဆက်ပြေးပြေးအစီအစက်မတက်သေးဘူးပြင်းနေအစက်တော့ထိုးပြေးပြေးအစီအစက်မတက်ဘူးမတက်ပေမဲ့အစီအိုဆိုမပြတ်ဘူးအစီရဲ့နဲ့ကိုက်ညီတဲ့ဟာတွေသူ့နယ်ထဲမှာသူလုံနေတာရှိတယ်ပြစ်ခတ်တိုက်ခတ်မှုကိုသူထိန်းထားတယ်ဘယ်သူမှသူမပြေးဘူးကွာဘယ်သူမှမတိုက်ဘူးလူထုကိုကူညီပေးတယ်နော် civilian protection ခေါ်တဲ့ NCA ထဲမှာပြဋ္ဌာန်းချက်ဖြစ်တဲ့အရသားတွေကိုကာကွယ်ပေးနေသူထည့်သွားတဲ့အရသားတွေသူပေးတယ်ပြိပခတ်နယ်မြေတွေအရသားတွေထွက်ပြေး NCA နယ်ထဲသွားသွား ခဏမထိုးသေးတဲ့နယ်ပဲဆိုတော့အကာအကွယ်ပေးထားကြတယ်အဲ့ဒါအစီအမူပဲတို့တော့ပြိပခါကိုဖန်တီးလိုက်တဲ့အဖွဲ့တွေကြတော့ပြိပခါထွက်လာတဲ့ဘေးရက်ဆိုးကျိုးတွေကိုဘယ်သူမှတောင်းမခံနိုင်အောင်အဲ့ဒါကြောင့် NC နဲ့ကင်းကွာသွားတဲ့အဖွဲ့တွေမှာပြည်သူလူထုကဒုက္ခပိုရောက်တယ်ပေါ့ဗျာတူတူပြောရင်အဲ့ဒါပါပဲဟုတ်ကဲ့အဲ့တော့ကျွန်တော်ညဉ့်ညဉ့်ရေးရဖို့ရအောင်ပြောပါပြန်ညွှန်ချက်မှရှိမယ်။ကောင်းတာကတော့ NC မှာအဓိကပြောရတာကနိုင်ငံနိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းနဲ့ရှင်းပါလက်နဲ့ကန်အကြံဖက်နေရာဖြစ်ရှင်းလို့မရဘူးဆိုတော့အဲ့ဒါလက်ခံဖို့လိုတယ်နိုင်ငံရေးနည်းနဲ့ရှင်းဖို့အစီအစဉ်မှာမှလည်းဝိုင်းကြိုးစားမှာနှစ်ဖက်သလုံးပေါ့သက်ဆိုင်ရာအာဏာပိုင်တရားလည်းကြိုးစားမယ်အခုလက်နဲ့ကန်ပြိပခါတော့မှပါနေတဲ့အစုဖွဲ့တွေလည်းကြိုးစားစေတနာမှမှလည်းနှစ်ဖက်ကြိုးစားမယ်ယုံကြည်မှုရှိတယ်ဆိုရင်အောင်မြင်ပါတယ်ဒါကိုကျွန်တော်အတိုက်တွန်းခြင်းပါ